ကျွန်တော်ဒီပုံစံလေးတွေကိုကျွန်တော်ဒီလိုရိုက်ပြီးတင်ပေးမယ်နော်တဲ့ဟိုမှာရှိနေတဲ့ကောင်းလေးဒီဆန်းစရာပုံစံမျိုးလေးတွေ့ရင်တွင်းလို့ရအောင်လို့ပါโอเคကျွန်တော်ပေးမယ်ပုံစံလေးကိုကြည့်ပြီးကြည့်လိုက်ပါနော်အရင်ဆုံးတော့မီးမီးပေးရင်ဆက်ပါလို့ကြည့်ဒီပတန်ဖောက်တဲ့ပုံမှာရန်စကားပြောတယ်ဗျာဒီပုံမှာဒီလိုပတန်လေးဖောက်ခြင်းလေဆိုတက်ပုံငတ်ပုံဝက်ပုံဒဲပုံလေးတွေဒီလိုဖောက်ဖောက်ပြီးရင်တော့ဒီမှာပုံတွဲလို့ရတယ်ပေါ့နော်ဒီလိုပုံစံလေးတွေတွဲလို့ရတယ်โอเคမိသားပုံစံလေးကြည့် ဒါ program စပြီးသွားတာပေါ့နော် program ပေါ်တဲ့ပုံစံအဲပြီးရင်ဘယ်မီတာဝင်လိုက်ပြီးသွားနေဒီမှာမူရှိရမူလို့နေပြီးရင်1 2ရှိရဲ့ number 2 program ကိုသွားလိုက်ပေါ့နော် number 2 program ကိုသွားလိုက်အပြင်အနာခေါက်အဲအနာခေါက်လို့ပြီးသွားပြီဆိုရင်ဟိုမှာ support ရောက်သွားပြီဒီလားအဲ support ရောက်သွားပြီဆိုရင်ဘာမှအကိုလောက်ကြတော့မလုပ်ဘူး support ကိုသွားမယ်ဂျန်ကလေးနဲ့သွားမယ်ဒီမှာဂျန်ဂျန်လို့ရေးထားပြီးရဲ့ number ရေးထားပြီးရဲ့ဒီလားနော်ဂျန်လေးနဲ့အဲဂျန်ကိုနှိပ်တယ်

ခွန်လုံးနဲ့နားလေအောင်ပြေးကြကြည့်ကြည့်ပါလေးလာကြည့်ပါလေးလာလေးလာကြည့်အဲပုံကွာကျန်လေးနဲ့ဆောက်ပွက်ကိုရောက်သွားပြီဆိုရင်မှပြင်းစက်နေအဲပြင်းစက်နေပြီပြန်လျှောက်ကြည့်လိုက်ကိုလိုချင်တဲ့နေရာနဲ့ဆောက်ပွက်ကိုပြန်ရောက်လာဆိုတော့သိရလိမ့်မယ်နော်အဲသိသွားပြီဆိုရင်ကိုကငင်းချောင်းဆွဲတော့မယ်လေးတော့ပုံလေးတော့ပုံနဲ့မျိုးလေးဆဆွဲမယ်လေးတော့ပုံနဲ့မျိုးလေးဆဆွဲတော့မယ်ဆိုလိုင်းလေးထည့်ရင်လိုင်းမထည့်ရင်ဆွဲလို့မရအောင်ကြည့်လိုက်ဒါလိုင်းထည့်တယ်ဆိုတော့ဒါခြေသိကြီးကျဲပေါ့နော်ခြေကျဲကျွန်တော်ကကြောက်23လောက်ဆိုရင်အတော်လောက်ပဲထားတယ်ကြောက်နေကြောက်ကတပုံနဲ့တပုံကမတူဘူးပေါ့နော် အထဲပေါ်မူတည်ပြီးတော့ပုံသင်ရတာရှိရင်ပြွားပြီးဆိုရင်ဒါခြေသိပ်ခြေသေးရှိရေပေါ့နော်ခြေသိပ်ခြေသေးပြွားပြီးဆိုရင်ကွာကန်းနာလေးခောက်လိုက်ကန်းနာခောက်ပူပိုင်းတို့ကိုဆွဲလို့ရတယ်နော်ဆွဲလို့ရပါပြီဆွဲလို့ရပါပြီဆိုရင်ဆွဲပြပါပြီဆိုရင်ဒီမှာ princess နဲ့တခါအဲဒါဒါဒီလိုဆွဲတဲ့ပုံစံဒီတောက်လေးမှာသုံးသွားပြီဆိုရင် princess တခါနဲ့အဲဒါအပေါ်ပြန်ဆွဲတင်မှာဒါလေးပဲပုံစံမျိုးလေးပေါ့နော်လေးပဲပုံစံမျိုးလေးကိုကဆွဲနေရတယ် ဲ့ပုံစံမျိုးလေးဆွဲနေတာဒီမျိုးပုံစံမျိုးလေးကိုပဲတောင်းရိုးရင်းရင်းလေးပဲဆွဲပြတာပေါ့နော်မျိုးမျိုးရှိတယ်လေးပဲပုံစံမျိုးလေးကိုလိုချင်တဲ့နေရာရောက်သွားပြီဆိုရင်ပြင်သက်နဲ့ကိုလိုချင်တဲ့နေရာလောက်ရောက်သွားပြီဆိုဒီဒီလိုဆွဲတယ်ဒီလိုဆွဲတယ်ဒီလိုဆွဲတဲ့ခါကျရင်ဒီထိုက်ဆုံးတောင်းနေရာရောက်သွားပြီဆိုပြင်သက်တစ်ခါနှိပ်တယ်ဒီလိုဆွဲတင်လိုက်တဲ့နေရာမှာပြင်သက်တစ်ခါနှိပ်တယ်သုံးသွားပြီဆိုအဲနောက်တစ်ခါဒီဘက်ထောက်ပြန်ဆွဲလိုက်ဘူးထောက်ပြန်ဆွဲလိုက်တဲ့နေရာကျရင် ျွန်တော်လည်းဒီလိုပေါ့နော်ဒီလိုဒီလိုသွားပြီးပါပြီဒီလိုလည်းသွားပြီးပါအခုဒီလိုသွားရမယ်ဒီလေတော့ပုံစံမျိုးလေးသွေးသွင်းနေတယ်လို့ပြောမယ်နော်အဲပရင်သတ်တခါနှိုက်တယ်ပြရင်ဒီပရင်သတ်အောက်ဆွဲထားတယ်ကိုလူရင်းနဲ့ရောက်သွားပြီဆိုရင်အဲပရင်သတ်တခါနှိုက်တယ်အဲဒီဒီလိုပုံစံမျိုးပြသွားပြီပေါ့နော်ဒီလေတော့ပုံစံမျိုးလေးဖြစ်သွားပြီဒါတက်တက်ကင်းနေရာမှာကျတော့ကျွန်တော်ပြန်ဆွဲရမယ်တက်ကင်းနေရာကျရင်ပြန်ဆွဲရမယ်ဒီမျိုးလေးကိုလူရင်းရဲ့ဆောက်ပွိုင်းနေရာမှာနည်းနည်းလေးတော့ကြော်လို့ကြော်ပြီးတော့လို့ပေါ့နော် ဆောင်သွားပြီဆိုရင်ပြင်းစက်လေးနှိပ်ပါအဲပြင်းစက်နဲ့အကုန်လုံး၄ရောက်ပုံနဲ့မျိုးလေးကိုယ်သွင်းပြီးသွားပြီဆိုရင်ပြန်ပြေးကြည့်လိုက်အဲဒါပြန်ပြေးပြီးသွားရောနော်ပက်ပက်လေးပြန်ပြေးပြီးသွားရင်ကိုယ်သွင်းတဲ့ပုံနဲ့မျိုးလေးသွင်းပြီးပြေးပြီးသွားပြီဆိုရင်တော့အဲပြီးသွားပြီအကုန်လုံးပြေးပြီးသွားပြီဆိုကကြီးလေးနှိပ်ကကြီးကတော့မတချို့ဆက်တွေမှာကြာပါကြင်မလဲပါတာပေါ့နော်တချို့တွေကမပါဘူးအဲကကြီးလေးနှိပ်ပြီအော်တိုဆက်တော်တော်များများကကြီးပါတယ်ကကြီးလေးနှိပ်ပြီးပါအဲပြွားပြီဆိုရင်ဘာမှလုပ်ပြမလို့ဘူးကကြီးထိပ်ပြွားပြီဆိုရင်မှမူးရှိတယ်မူးလေးကိုနှိပ်ပါ ဒါခုနကကျွန်တော်တို့ထည့်ရတာပတန်ပတန်ဆိုင်ပေါ့နော်ပတန်ဆိုင်ကကျွန်တော်ခုနကနံပါတ်3ထည့်ထားပြီးရဆိုတော့3ထည့်ပါဆိုတော့ကျွန်တော်နံပါတ်4ထည့်မယ်နော်ပေါ့နော်နံပါတ်3ပြီးသွားဆိုတော့နံပါတ်4ထည့်မယ် view zero ကိုထည့်ရမှာနော် view zero ကိုထည့်ရနောက်ပိတ်တော့မကနောက်ပဲယူရနော်ပြီးသွားဆိုအနာခေါက်ဒီ ESP ဆိုတာကျွန်တော်ပတန်ရဲ့ပတန်ရဲ့ပတန်နံပါတ်ကိုထည့်ပေးရတာ ပတန်ကိုကထူလာပါလာပေါ့မူတည်ပြီးတော့နံပါတ်1ပဲထည့်ပြရတာပေါ့နော်အာနံပါတ်1ထည့်ပြရပြီးွားပြီးဆိုရင်ကုန်လုံးပြီးွားပြီးဆိုရင်ဒါပတန်နေလဲထည့်ွားရင်နံပါတ်လဲဖော်ပြီးွားပြီးဆိုရင်အနေကလေးနေလိုက်နှစ်ချက်ထွက်တာပေါ့နော်နာနှစ်ချက်ကုန်လုံးပြီးွားပြီးဆိုရင်ဒါကွနနံပါတ်3တော့တွင်းလာနံပါတ်3ပေါ်ွားရင်နော်ပေါ်ွားပြီးဆိုရင်မှနံပါတ်နံပါတ်နေလိုက်နံပါတ်နေလိုက်00ကျွန်တော်ခုနတွင်းတဲ့နံပါတ်4နံပါတ်4ကိုနှိမ့်လိုက်အဲ့ဒါနောက်ပိုင်းမှာကျွန်တော်တွင်းတဲ့နံပါတ်4ဆိုင် နော်အနမဘိုးသားကိုကျွန်တော်နင်းကြည့်မယ်ပြီးချလိုက်ပြီနင်းလိုက်မနော်လာမယ်။ဒီအကောင်လုံးလေးလာလို့ရအောင်ဒီဗီဒီယိုလေးကိုတွေ့ရင်လည်းဝမ်းแชร์ပေးကြပါနော်။အကောင်လုံးလည်းမျှဝေလို့ရအောင်။ငွေချင်းတော်တော်များများတော့ဟိုဒီဆန်းသနာတွေရှိတယ်ပေါ့နော်။ဒါပေမဲ့သူတို့ကမကင်ရဘူးဆိုလို့အားကြောင့်မို့ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးခင်ဗျာ ပုံလုံးသိအောင်လို့ကျွန်တော်လည်းသင်ပေးရခြင်းဖြစ်ပါတယ်။ဆရာကြီးမဟုတ်ပါဘူးခင်ဗျာ။ကျွန်တော်လေးလာနေတဲ့လူငယ်လေးတယောက်ပါအကုန်လုံးသိအောင်လို့ဝိုင်းရှယ်ပေးကြပါဦးခင်ဗျာနော်။ကျေးဇူးတင်ပါတယ်။